မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့ရန်ကုန်မြို့အနီးကိုဗဟိုပြုတ်ပြီးတော့ပြင်းအား၄.၈အဆင့်ရှိတဲ့ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီးမနေ့ကညပိုင်းကလည်း၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဩဂတ်လ22ရက်နေ့မြန်မာစံတော်ချိန်မနက်9:28မိနစ်အချိန်မှာရန်ကုန်တိုင်းသုံးခွမြို့ရဲ့တောင်ဘက်အရှိတောင်ဘက် 66ကီလိုမီတာအကွာမြန်မာနိုင်ငံတောင်ပံကန်ယိုဒန်အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 0.8အဆင့်ရှိတဲ့ငလျင်လောက်ခတ်သွားတယ်လို့သိရပါတယ်ဒီမနက်9နိုင်ခွဲကငလျင်ကတော်တော်တိတာတယ်ရိမ့်ထိုးသွားတာပဲအချိန်တော့တိတ်မကြလိုက်ဘူးတော်တော်လေးကိုတိတိတာတာခန်းစားခဲ့ရတယ်လို့ရန်ကုန်တိုင်းခရမ်းမြို့မှာနေထိုင်တဲ့ပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်ရန်ကုန်တိုင်းသင်္ကန်းကျောင်းမြို့နယ်မှာနေထိုင်တဲ့ပြည်သူတို့ကလည်းငလျင်လောက်ခတ်မှုကြောင့်ပြည်သူတို့ချို့ဟာအထက်မြင့်တိုက်တာများပေါ်ကနေပြီးတော့ပြေးဆင်းခဲ့ရတယ်လို့ပြောဆိုထားပါတယ် ်သူ့ကနဘက်မှာတိတဲ့သူတွေကငလျင်လှုပ်တယ်ဆိုပြီးတော့អော်ပြီးပြေးဆင်းလာကြတယ်တချို့တွေကလည်းမသိလိုက်ဘူးခေါင်းတွေပါမူးကုန်တာလို့သူ့ကနရန်ကုန်တိရက်ကွက်မှာနေထိုင်တဲ့ပြည်သူတို့ကလည်းအတီးပြုတ်ပြောကြထားပါတယ်မနေ့ကည9:16မိနစ်အချိန်ကလည်းရန်ကုန်မြို့အနီးမြမပင်လယ်ပြင်ကိုဗဟိုပြုတ်ပြီးတော့အင်းအား၄.၈အဆင့်ရှိတဲ့ငလျင်လှုပ်ခဲ့သွားခဲ့ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ် ်မနေ့ညကနှုတ်သွားတာတော့မသိလိုက်ဘူးအခုမနက်မှတော်တော်သိတာသွားတာလို့စမ်းချောင်းမြို့နယ်မင်းလန်းကပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောကြားထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဗမာမျိုးအပါဝင်ကချင်ဒေသစည်ရေးအခြေအနေကိုမေးမြန်းကြည့်ရမှာဗိုလ်မှူးကြီးနော်ဘူးကအခုလိုပြောဆိုလိုက်ပါတယ်တိုက်ပွဲဖြစ်တဲ့နေရာတွေကတာမိုင်းလုံဘတ်တို့စကခ27နဲ့တမ88တို့နေတဲ့ဗမော်တက္ကသိုလ်ကျောင်းပေါ့အဲ့ဒီဘက်မှာနဲ့နောက်တစ်ခုကမြို့မရက်ကွက်လို့ပြောအောင်ပါပေါ့ဝင်းလိုက်ဟိုတယ်တို့မြေဆုံဟိုတယ်တို့ဘက်မှာကပို့ပြီးတော့တိုက်ပွဲကပိုပြင်းထန်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြထားပါတယ်ဗမော်မြို့မှာတိုက်ပွဲများပြန်လည်ပြင်းထန်နေခြင်းဟာစစ်ခွေးတပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ် ်ဩဂတ်လဇန်ပိုင်းမှာဗမော်မြို့ကိုစစ်တမောအုပ်စုရောက်ရှိလာပြီးတဲ့နောက်စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တနေ့ကိုတော့လေကြောင်းကနေ၃-၄လောက်လာတယ်လက်နက်ကြီးတို့ drone တို့နဲ့လည်းအချိန်ပေါင်း20 30လောက်ဘုံလာကျဲသွားတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါဗျ။ဖားကန်နဲ့မုံညင်းမြို့နယ်အင်းတော်ကြီးဒေသရဲ့စီရေးအခြေအနေတွေကိုလည်းပြောပြထားပါဗျ။အင်းတော်ကြီးဘက်မှာတော့မမုံဂိုင်တို့အဲ့ဒီဘက်မှာတိုက်ပွဲတွေရှိနေတယ်။အခုရက်ကတော့နည်းနည်းပြောင်းချိန်သွားပါပြီ ဖားကန်ဘက်မှာတော့လက်နက်ကြီးနဲ့လှမ်းပစ်တာမျိုးတွေရှိတယ်။ကာမိုင်းဘက်ကနေစစ်ကြောင်းအစ်တစ်တွေပြန်ထိုးလာတယ်လို့တော့ကြားတယ်။ဒါပေမဲ့အဲ့ဒီစစ်ကြောင်းအခုဘယ်အထိရောက်နေလဲဆိုတာကတော့အထိကြမသိရသေးဘူးလို့ဘုံမူကြီးနော်ဘူးကပြောပြထားပါဗါး။ဗမော်မျိုးတိုက်ပွဲအတွင်းမှာစစ်ခွေးတပ်ဘက်ကထိခိုက်ဒိဆုံးမှုတွေများပြားခဲ့ကြောင်းကချင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါဗါး။ KIA အနေနဲ့တိုက်ပွဲအတွင်းမှာထိခိုက်ကြဆုံးမှုအပါအဝင်စစ်ရေးအခြေအနေများကိုထုတ်ပြန်ပြောဆိုလို့မရှိဘူးလို့သိရပါဗါး။ မနေ့ကဩဂတ်စ်လ20ရက်နေ့ဗမော်တိုက်ပွဲမှာစစ်ခွေးတပ်ရဲ့တန်ကြက်ကားကားတစ်စီးကို KIA ဘက်ကတိုက်ခိုက်ခဲ့ရာပျက်စီးအောင်လှုပ်ဆောင်နိုင်ခဲ့ကြောင်းကချင်စီရေးသတင်းအမြစ်တချို့ကထုတ်ပြန်ထားပါဗျ။အခြားစီရေးသတင်းအမြစ်တို့ကလည်းဒီနေ့မှာစစ်ခွေးတွေအယောက်30လောက်တင်မယ်လို့ခန့်မှန်းရတယ်။တော်တော်လေးကိုအထိနာသွားကြတယ်လို့ဩဂတ်စ်လ20ရက်နေ့တိုက်ပွဲအခြေအနေကိုပြန်လည်ပြောပြထားပါဗျ။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာဗမော်မျိုးသိန်းစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့ရာစစ်ကောင်စီတိုက်ရင်ဌာနချုပ်အချို့နဲ့ တပ်စခန်းနေရာများကိုတိမ့်ပိုက်ထားနိုင်တော့လဲအမတ်27စစ်စင်ကိုကဲမှုဌာနချုပ်ခလိုက်ရ40ခွန်အပါအဝင်စစ်ကောင်စီရဲ့အရေးပါတဲ့တိုင်ရင်ဌာနချုပ်တချို့လဲကြံနေသေးတယ်လို့သိရပါဗါးအခုဩဂတ်လကစစ်ကောင်စီရဲ့ထိုးစစ်မှာ KIA ရခင်တိမ့်ပိုက်ထားတဲ့အမြောက်တိုင်ရင်366ကိုစစ်ကောင်စီဘက်ကပြန်လည်နေရာယူနိုင်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNY ပြည်ဒီမော့ဆိုမြို့ကိုစစ်ခွေးတပ်ဘက်ကတိမ့်ပတ်ရရှိပြီလို့ဝါရဖြန့်သတင်းထုတ်ပြန်နေတော့လေလက်ရှိအချိန်ထိဒီမော့ဆိုမြို့နယ်အတွင်းမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၄ရက်နေ့ကစတင်ပြီးတော့ဒီမော့ဆိုမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများဒရုန်းများနဲ့ပြည်သူလူထုတွေနေထိုင်ရာကျေးရွာများရပ်ကွက်များအတွင်းကိုအလုံးကျုံပစ်ခတ်တတ်ခတ်ပြီးတော့မြေပြင်ကနေလဲအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်ခဲ့ရာဩဂတ်စ်လ၁၉ရက်နေ့ကဒီမော့ဆိုမြို့တွင်းကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ကရင်ပြည်တော်လှန်ရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြားမှာတိုက်ပွဲများပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ဒီမော့ဆိုမြို့လမ်းကွာအထိကိုရောက်နေပါပြီ။သူတို့ရဲ့နေရာဟောင်းလို့ပြောလို့ရတာပေါ့။ ဒီကောင်တွေကလမ်းကွာအထိရောက်နေပြီဆိုတော့ဖရူโซဘက်ကိုဥတီနေပါတယ်ဖရူโซဘက်ကိုဆက်ပြီးတော့စစ်တောင်းထုတ်ဖို့များတယ်အထင်းနဲ့ဒီဘော့ဆိုမြို့နယ်ရဲ့60ရာဂိုင်နှုန်းလောက်ကတော့ဒီကောင်တွေစီကိုပါသွားတာကျွန်တော်တို့ဘက်က40ရာဂိုင်နှုန်းလောက်ပဲထိမ့်ချုပ်နိုင်တဲ့သဘောပေါ့စစ်တပ်စစ်တောင်းတွေကတော့ဆက်ပြီးထိုးနေတော့မယ်တိုက်ပွဲတွေလည်းဆက်ပြီးတော့ပြင်းထန်နေအောင်မယ်ဒီမော့ဆိုမြို့ထဲမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်နောက်ပြီးတော့ဖရူโซဘက်ကိုလည်းစစ်ကြောင်းကဥတီနေတယ်ကိုဘက်ကလည်းပေးဆပ်ရတာတွေရှိတာပေါ့လို့ကရင်နီတော်လိုင်းရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကမြေပြင်ဝေဟင်ကနေပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်ဒီမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေထောင်ထဲချေပြီးတော့စစ်ဘေးတိမ်းရှောင်နေရကြောင်းနဲ့စစ်ဘေးရှောင်စခန်းများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျက်တိုက်ခတ်မှုကြောင့်ထိခိုက်ဒေဆုံးသူများလည်းရှိနေတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ကဒီမော့ဆိုမြို့ပေါ်ကိုယခုအခါလုံခြုံရေးအထူထပ်ချထားပြီးတော့မြို့ကိုလက်မလွတ်တော့ရန်ပြင်ဆင်နေမှုများကိုမြင်နေရတယ်လို့သိရပါဗျ။ လက်တလုံးစစ်တပ်စစ်ကြောင်းများကဒီမော့ဆိုမြို့ area ကိုဥစားပေးကာကွယ်ထားတဲ့အနေအထားကိုမြင်တွေ့ရတယ်လို့ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဒီမော့ဆိုမြို့ရဲ့ area ကိုတော့သူတို့ကပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်ကာထားတယ်မြို့ရဲ့ဌာနဆိုင်ရာအဆောက်အအုံပြက်တွေထဲမှာလည်းစစ်ခွေးတွေဝင်ပြီးတပ်ဆွဲထားတာကိုမြင်နေရတယ်လို့ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်နဲ့အုပ်ဖို့မြို့နယ်မှာရှိတဲ့ကျေးရွာ၃ရွာကိုအချမ်းဘတ်စစ်ခွေးတပ်ကမနေ့ကညပိုင်းမှာဒရုန်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ20ရက်နေ့ည9နာရီကျော်ကမှဂျိုးပင်ကောင်းမြို့နယ်အလဲကုန်းရဲစခန်းမှာတပ်ဆွဲထားတဲ့အချမ်းဘတ်စစ်ခွေးများဟာဒရုန်းလက်နက်ကြီးများနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျိုးကိုးပင်ရွာ၊ဂိုင်းကြီးရွာနဲ့တရင်ကုန်းရွာတို့ကိုပစ်ခတ်တိုက်ခိုက်ဘုံကျဲသွားတယ်လို့သိရပါရတယ်။ ။အကြမ်းဖက်စစ်ခွဲတိုက်ရဲ့တိုက်ခိုက်မှုအတွင်းမှာတရင်ကုန်းရွာကအသက်48နှစ်အရွယ်ဦးမင်းစော်ဦးနဲ့အသက်49နှစ်အရွယ်ဒေါ်မော်တို့တိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ပြောပါရယ်။ကြံရှိတဲ့ခြေရွာများကပြည်သူပိုင်းနေအိမ်များလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကလက်နက်ကြီးကဒရုန်းတွေနဲ့ကော ရုံးမင်ကောင်းမျိုးနဲ့အုပ်ဖို့မျိုးကရွာတွေကိုဘုံကျဲတက်ခိုက်ခဲ့တာပါ။တရင်ကုန်းရွာကိုတော့ဒရုန်းဘုံသီးကြတာ။ဒေါ်မော်ကတော့ပွဲချင်းမိတေဆုံးတယ်။ဦးမင်းစောဦးကတော့ပြင်းထန်ဒဏ်ရာရလို့ဈေးရုံကိုအသွာလမ်းမှာတေဆုံးသွားတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ခွေးတက်ကအုပ်ဖို့မျိုးနဲ့ဂျိုးမင်ကောင်းမျိုးနဲ့အတွင်းမှာစစ်ကြောင်းထုံးမှုများလဲရှိနေပြီးတော့ပြည်သူပိုင်ကြေးရွာများနဲ့နေအိမ်များကိုစစ်ခွေးတက်ကမိရှုဖျက်ဆီးလူရဲမှုကျူးလွန်ခြင်းများပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုံ့ဆော်နေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်မှာတရထဲနဲ့ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား68ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ19ရက်နေ့ညနေပိုင်းမှာထိုင်းနိုင်ငံတက်ခရိုင်ဖုတ်ဖရမြို့နယ်အတွင်းမြန်မာနိုင်ငံသား36ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါရတယ်။နေဆက်ဖြတ်ကျော်လာသူများကိုဖုတ်ဖရမြို့နယ် ဗန်မိုကာချေးွာအနီးတောအုံမှာတွေ့ရှိခဲ့ခြင်းဖြစ်ပြီးတော့အမျိုးသား19ဦးနဲ့အမျိုးသမီး18ဦးတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလူအုပ်စုဟာတောင်ရင်းမြစ်ကိုတောလန်းကနေတဆင့်ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အချိန်ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်လ19ရက်နေ့ညနေပိုင်းမှာပင်ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား32ဦးကိုတပ်ခေရိုင်အတွင်းမှာဝမ်ချိုရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့ပြီးတော့ ခိုးဝင်ဝင်ရောက်လာသူများဟာတက်ခရိုင်ဝမ်ချောင်မြို့နယ်ဖာဖန်ကျေးရွာအနီးကစစ်ဆေးရေးဂိတ်မှာဖမ်းဆီးရရှိခဲ့တယ်လို့ပြောပါရယ်အမျိုးသား21ဦးနဲ့အမျိုးသမီး17ဦးပါဝင်ပြီးတော့စုစုပေါင်း32ဦးဖြစ်တယ်လို့သိရပါရယ်တရားမဝင်မြန်မာနိုင်ငံသား32ဦးကိုပို့ဆောင်သူများဖြစ်တယ်အသက်46နှစ်အရွယ်မစ္စတာကိုမန်ဆာတောင်းနဲ့ မစ္စတာချန်ဆေဝန်တို့ကိုလည်းကာနက်စီနဲ့အတူဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား32ဦးဟာမြောက်ဒီမြို့ကနေတောင်ရင်းမြစ်ကိုဖြတ်ကျော်ကာသဘာဝတော်လန်အတိုင်းခြေချင်းခရီးနဲ့ဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ဘန်ကောက်မြို့မှာတွားရောက်ပြီးတော့အလုအလုရန်ဝင်လာခြင်းဖြစ်တယ်လို့ပြောပါတယ်။မိတဲ့သူတွေအလုံးကအသက်18နှစ်ကနေအသက်40အတွင်းလူငယ်အမျိုးသားအမျိုးသမီးတွေဖြစ်ပါတယ်။အခုသိရတဲ့လောက်ကတော့ရန်ကုန်မန္တလေးအညာကရင်နဲ့မွန်ဘက်ကလူငယ်တွေလို့သိထားရတယ်။ သူတို့ကိုထောင်ဝင်စာတွဲဖို့စူးစမ်းနေပါတယ်အမှုရင်ဆိုင်ပြီးလို့ပြည်ထောင်ကြပြီးရင်တော့မြန်မာနိုင်ငံဘက်ကိုပြန်အလွှဲခံရမှာဖြစ်ပါတယ်လို့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာနေထိုင်တဲ့ဖမ်းဆီးခံမြန်မာနိုင်ငံသားများကိုကူညီပေးနေသူတအုပ်ကပြန်လည်ပြပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ